မင်္ဂလာပါအားလုံးပြန်ကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ပြောမယ့်အကြောင်းပြောချင်တဲ့အကြောင်းကတော့ကြောက်စိတ်ကိုကြော်လွှတ်ခြင်းပေါ့နော်။ကြောက်စိတ်ကိုကြော်လွှတ်ခြင်းဆိုရင်စိတ်ကိုဆိုရင်စိတ်ကိုကြော်လွှတ်ခြင်းဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝတိုးတက်ဖို့ရတဲ့ဒီကြောက်စိတ်တွေဆိုရင်စိတ်တွေကအာဟာတာဖြစ်စေတယ်။တခုခုဥမာတခုခုလိလာတင်ယူဖို့ပေါ့နော်။အဲ့လိုမျိုး အသက်ဆန်းနေကျွန်တော်လှုပ်ဖို့ရအသက်ဆန်းသွေးဖို့ပေါ့နော်အဲ့လိုမျိုးအရာတွေဖြစ်လာဆိုကျွန်တော်အုံတော့ကပိတ်ပြင်းတယ်ပေါ့ဒါစိတာဖြစ်တယ်အဲ့ဒီຢာလေးကိုကျွန်တော်ကဖွင့်ထုတ်ဖို့လိုတာဖြစ်တယ်ကဘာမာ Nokia company ကအမားမလုပ်ခဲ့ဘူးဒါပေမဲ့ကြာရှုံးသွားတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ Nokia company ကစမ်းသက်တီထုံမှုလောက်ရမယ့်အရာသူကမလုပ်ချင်းပေါ့နော်ဆိုလိုချင်တာကစမ်းသက်တီထုံမှုသူကမလုပ်ရဲဘူးသူက keep in နဲ့ Nokia ကဒီ ကျွန်တော်အရင်တော့ဖုန်းတွေပေါ့နော်အဲဒီလက်နဲ့နှိပ်တဲ့ဟာကီးဖုန်းတွေပေါ့နော်အဲ့လိုမျိုးဒီအရင်ထွက်တာဖြစ်တဲ့နောက်ကျတော့ဒီ Samsung တို့ဒီ Apple တို့ကဒီ Keypad ပေါ့နော်လက်နဲ့တိုးတဲ့ဟာတွေအဲ့လိုမျိုးဒီလက်နဲ့ smartphone ဒီ touchscreen တွေထွက်တဲ့ချိန်မှာ Nokia ကစတဲ့တီထူဖို့ပေါ့နော်သူကမီအောင်မလိုက်နိုင်ဘူးပြင်သူကအာပြန်ဖြတ်တရား Nokia ပြင်ဖြတ်တွေက Apple လို့ Samsung ဖြစ်လာဖြစ်လာပေါ့နော်အဲ့ဒီအချိန်မှာသူကပြင်ဖြတ်တွေကဘာရီလုတ်လဲပေါ့နော်ဘာ software တွေတုံးလဲဆိုတော့သူကစိတ်ဝင်စားဘူးသူ့ရဲ့ဒီအဟောင်းပေါ့နော်ဒီ Microsoft software တွေပေါ့နော်အဲ့ဒါနဲ့ပဲသူကဒီအလုပ်မဖြစ်တဲ့ software ပေါ့နော်ဒီ Microsoft software ဆိုတာ Windows ပါဒီ Windows computer တွေမှာတုံးတဲ့ဟာတွေပေါ့နော်အဲ့ဒါနဲ့သူကဒီဖုန်းတွေထုတ်တယ်ဆိုတော့အဲ့ဒီ Windows ဖုန်းတွေလေလူတွေက ဘယ်လိုပြောမလဲဝဝေကြောက်ပေါ့နော်အလုပ်မဖြစ်ဘူးတုံးတိတ်ပြီးတော့တုံးလို့မရဘူးဆိုတော့ဒီ Samsung ဆိုရင်လည်းဒီ Google နဲ့ပေါင်းပြီးတော့ဒီ Android ဖုန်းတွေပေါ့နော် Android ဖုန်းတွေအများကြီးထုတ်တယ်အောင်မြင်နေတယ်ဒီ Apple ဆိုရင်လည်းသူရဲ့ဒီ OS software တွေပေါ့နော်အဲ့ဒါနဲ့သူကအောင်မြင်နေတဲ့အချိန်မှာ Nokia က Nokia ကသူ့ရဲ့အသွေးဟောင်းထဲမှာပေါ့နော်အတိတ်ကတော့သူ့ရဲ့အသွေးဟောင်းသူကစမ်းစမ်းတက်ကြည့်ထွေးမှုသူကမလုပ်ချင်ဘူးပေါ့နော်မလုပ်ရဲဘူးအဲတခုခုဖြစ်မှာသူကကြောက်တာပေါ့ အဒီဟာလို့ဒီဟာရင်ဥမာဒီဆမ်ဆောင်ကအဒိုရာတုံးလို့သူကလည်းအဒိုရာတုံးမယ်ဆိုရင်လည်းတော့ကြာသူ့ရဲ့စီးပွားပြိုလဲမလားပေါ့နော်အဲ့လိုကြောက်စိတ်တွေဖြစ်တာဖြစ်တယ်ဒါကြောင့်အထူးသဖြင့်ကျွန်တော်တို့ဘဝကြာရှုံးစရာညာကအတွေးတက်တွေ fresh new ပေါ့နော်ပြီးတော့ဒီ idea တက်တွေကျွန်တော်ကလက်မခံချင်းပေါ့နော်လက်မခံချင်းဘူးမလုပ်ရဲဘူးကျွန်တော်တို့အသွေးဟောင်းထဲပေါ့နော်ဥပမာကျွန်တော်တို့ကအရင်တော့လက်နဲ့စက်လက်နဲ့စက်တွေနဲ့စာစီစာဖိုင်ရဲ့ကက်ရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်ကကွန်ပျူတာတွေပါမလုံးတက်ဘူးကွန်ပျူတာလည်းမလိမ့်တက်ဘူးနည်းနည်းစနေပဲစာရိုက်ပြန်ဆိုရင်ကျွန်တော်ကခက်ကုန်တက်ပါတော့တယောက်သွားဖြစ်တယ်။အဲဆိုနည်းနည်းစနေနည်းနည်းစနေတနင်္လာတနင်္လာရောက်ရရမယ့်ဟာကိုကွန်ပျူတာဆိုကျွန်တော်ကဆယ်မီလောက်နဲ့ပြီးရဖြစ်တယ်။အဲ့လိုမျိုးခက်ပေါ့နော်ခက်ကအရမ်းမြန်တာဖြစ်တယ်။အဲကြောင့်ကျွန်တော်ဒီကဘာကြီးဆိုကျွန်တော်က globalization ပေါ့နော်ကဘာယူဟာကဘာယူတောင်ဖြစ်နေဖြစ်တယ်။ဒီကကျွန်တော်ဒီ ိုင်ငံချပေါ်တော့ဥပမာဒီအမေရိကန်တို့မှာဖြစ်တဲ့တရင်တစ်ခုကိုမြန်မာနိုင်ငံမှာဆိုတော့ချက်ချင်းသိရတယ်ပေါ့နော်အဲ့လိုပဲမြန်မာနိုင်ငံဖြစ်တဲ့တရင်တစ်ခုလည်းဒီနိုင်ငံချမှာချက်ချင်းသိရတဲ့ခက်ပေါ့နော်တကယ်မြန်ဆန်တဲ့ခက်ကိုကျွန်တော်ရောက်လာဖြစ်တယ်အဲ့လိုမြန်ဆန်တဲ့ခက်မှာကျွန်တော်ကဟိုခက်တော့ကြံခဲ့တဲ့အတွေးကြီးပဲကျွန်တော်ကစဉ်းစားပြီးတော့ဥပမာကျွန်တော်အဖွားတွေခက်တော့ဆိုရင်တို့ပြောရရမှာပေါ့နော်ငါတို့ခက်တော့ဒီလိုဒီလိုပဲရှိတယ်အာဒီလိုဒီ က်ခက်မှာဖြစ်တဲ့အတူကနားလဲနားမလဲဘူးပေါ့နော်ပြီးတော့လဲလက်မခံချင်ဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒီအရာကြောင့်ကျွန်တော်လူတွေကနောက်ကောက်ကြံခဲ့တာပေါ့နော် Nokia company ကအမားမလုပ်ခဲ့ဘူးဒါမှမဟုတ် तू ကချက်ဆုံးသွားတယ်ဘာဖြစ်လို့လဲဆိုတော့ तू sensitive to move လို့ပို့ तू ကဆရာမထက်တန်ဘူးဒီအသွေးဟောင်းထဲမှာ तू ကလဲပတ်နေရပေါ့နော် keep it သူများတွေကဒီတခြား company phone company တွေက task team တွေထုတ်နေသူတို့ကဒီ keep keep it တွေ ထပ်ပြီးထုတ်တော့ပေါ့เนาะဆိုတော့ဒီ keep it phone ဆိုရင်အခုခုခက်မှာဒီ Nokia ဖုန်းတိတ်လေးဆိုရင်ဟိုကကလေးတောင်ပင်သူကမကြိုက်တော့ပေါ့เนาะကျွန်တော်ဆိုလည်းပြီးရင်လည်းကျွန်တော်သုံးဆရာမရှိတော့ဘူးပေါ့เนาะမကြိုက်တော့ဘူးဆိုတော့ခက်ခက်ရှက်ပေးနေပြီသူကဒီခက်ဟောင်းဖုန်းတွေထုတ်ထုတ်တော့ပေါ့เนาะအဲ့ဒါကြောင့် Nokia ကုမ္ပဏီကကြောက်တော့ဖြစ်တယ်ပြီးတော့ဒီအများစုသုံးတဲ့ဒီ Win အာ Adora software လေးတော့မသုံးဘူးသူကဒီ Windows တစ်မျိုးပေါ့နော်ဒီကွန်ပျူတာမှာတုံးတဲ့ဟာတူ Windows software လေးတုံးပြီးတော့ Microsoft နဲ့ပေါင်းပြီးတော့ဒီအာကွန်ပျူတာမှာပဲတုံးတဲ့ဟာလေးတူဖုန်းမှာတော့တုံးတယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့ Windows ဖုန်းလည်းဘာမှအလုပ်ဖြစ်ပေါ့နော် Nokia ရဲ့ Windows ဖုန်းလည်းအလုပ်ဖြစ်ဘူးအောက်ဆုံး company ပါဒီဖုန်း company ပေါ့နော်ပြုတ်ရတဲ့ scene ထိပ်ပေါ့နော်အောက်ဆုံးရတဲ့ဈေးနဲ့ပေါ့နော် ရတဲ့ဈေးနဲ့ပဲဒီ Microsoft ကိုပေါ့နော်ရောင်းရတဲ့ဘဝအထိရောက်သွားတာဖြစ်တယ် Nokia company ပေါ့နော်ဘယင်ကနေနောက်ဆုံးဟိုဂျုံထိပေါ့နော်ဆိုတော့အရင်တော့အရင်တော့ဖုန်းတော့ကပါဘယင်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုအခုအချိန်မှာတော့အောက်ဆုံးထိရောက်သွားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့စံတတိထွေမှုမလုပ်ချင်ဘူးအသွေးဟောင်းထဲမှာလည်းပတ်နေတယ်။ဒါကြောင့်ကျွန်တော်ဘဝမှာရှေ့ကိုသွားချင်လို့ဆိုရင်ကျွန်တော်တို့ကဒီအသွေးတက်တွေပေါ့နော် fresh ညနေပြီးတော့သူများပေးတဲ့အကြံတွေ အဲခါလေးမှာကျွန်တော်တို့အပြင်ပနေကျွန်တော်ဝေဖန်တဲ့အရာလဲကောင်းလာရှိရပေါ့နော်။နောက်ဆိုတော့အဲ့လိုမျိုးသူများသူများလည်းပြောတဲ့ခါကျတော့ကိုယ့်ရဲ့အားနည်းချက်ကိုကိုကမြင်တယ်လေနော်။ဆိုတော့နိုင်ငံကြီး company တွေကျွန်တော်တို့ဒီဥပမာကျွန်တော်ကဒီ Play Store နဲ့တခုခုပေါ့နော်။အဲ software တွေပါ download တဲ့ဆိုရင်ကျွန်တော်က review လို့ရေးလို့ရပေါ့နော်။ review ရေးလို့ရကျွန်တော်ဒီ software အာတုံးချဖက်ကောင်းတယ်မကောင်းဘူးပေါ့နော်။ကျွန်တော်ကြိုက်တဲ့အရာရေးလို့ရဖြစ်တယ် ဲ့လိုပဲကျွန်တော်ပစ္စည်းတစ်ခုနဲ့ online နဲ့ဝယ်တယ်ပေါ့နော်ဆိုတော့ဝယ်ပြီးတဲ့ခါမှာကျွန်တော်တို့ကဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသဘောကျတယ်ဖြစ်ဖြစ်ပေါ့နော်သဘောမကျောက်ကျွန်တော်တို့ကရေးလို့ရတာဖြစ်တယ်ဘာဖြစ်လို့အဲ့လို review ရေးလို့ရအောင် company တွေက compute ပေးလဲဆို compute ပေးတယ်လဲဆိုတော့သူတို့ company တိုးတက်အောင်ပေါ့နော်အဲ့ဒါကြောင့်ဒီ company တွေက report တွေလက်ခံတယ်အာ review တွေရေးတာလက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ company ကတိုးတက်အောင်ပေါ့နော်ဒါရင်းနဲ့သူတို့ကပြန်လည်ပြီးတော့အာ move မှန်ပြီးတော့ low up တဲ့အရာတွေကဖြစ်ပြီးတော့ company တွေတိုးတက်အောင်ပေါ့နော်အဲ့လိုမျိုး အဲဒီအဲ့ဒါကြောင့်ဒီအာ report တွေတောင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘဝမှာလည်းအဲ့လိုမျိုးတိုးတက်ခြင်းလေဘဝကိုရှေ့ကိုသွားခြင်းလေဆိုကျွန်တော်ကခက်ကပဲရောက်နေပြီလေကျွန်တော်ခက်ကျွန်တော်ရဲ့ခက်ကိုကျွန်တော်ကလေ့လာရမယ်လိုအပ်တဲ့လေ့လာသင်ယူမှုပေါ့နော်အထူးသဖြင့်ကွန်ပျူတာလေဆိုကျွန်တော်ကဒီခက်မှာဆိုကွန်ပျူတာကိုကွန်ပျူတာတော့ internet တော့ပေါ့နော်ကျွန်တော် အာမတုံးတက်ဘူးဆိုကျွန်တော်တို့ကလုံးဝကိုအစီအမပြေတော့တဲ့ခက်ပေါ့နော်ဆိုတော့ဥပမာလေနဲ့မဝင်ဘူးဆိုရင်လည်းဒီ online ကနေဝင်ရတဲ့ခက်ပေါ့နော်ဆိုတော့ဥပမာ online ကနေပစ္စည်းဝင်မှာဆိုရင်လည်းနော်အဲဖုန်းတွေဘာတွေတုံးတက်မှာပေါ့နော်အထူးသဖြင့် online တွေ internet တွေနော် whole scientific တော့ပြီးတော့ပစ္စည်းဝင်စားမလို့တော့ပေါ့နော်ဖုန်းတစ်လုံးနဲ့ဒါမှမဟုတ်ကွန်ပျူတာတစ်လုံးနဲ့နိုင်ငံခြားပစ္စည်းတစ်ခုပေါ့နော်ကျွန်တော်ချက်တဲ့ဟာဝင်လို့ရခက်ရောက်နေဖြစ်တယ်ဆိုတော့ ဲ့ဒီကတဲ့ကျွန်တော်ရောက်လာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကခနောက်ကြက်လို့မရဘူးเนาะဆိုတော့ခနောက်ကြက်ပါဖြစ်လဲဆိုတော့ကျွန်တော်ကနောက်ကောက်ကြံခဲ့ဖြစ်တဲ့ Nokia လို့ပေါ့ဗောနော် Nokia လို့နောက်ကောက်ကြံခဲ့ဖြစ်တဲ့ဆိုတဲ့ခါမှာဟိုတစ်ချိန်လုံးပေါ့เนาะသူများနဲ့ပြိုင်ဖို့ဟိုခက်ရှက်ပြီးနေဖို့လဲကျွန်တော်ပြောတာမဟုတ်ပါဘူးဒီခက်ရက်ကာလကိုကျွန်တော်ကနားလည်အောင်ကျွန်တော်က knowledge တွေပေါ့เนาะဟောတူတာလဲကျွန်တော်တင်ဖို့လိုအပ်တဲ့အာ online ကနေဘယ်လိုပစ္စည်းဝယ်ရလဲဆိုတာစပါเนาะ online ကနေဘယ်လိုဝယ်ပေးချေရလဲ အဲ့လိုဟာကျွန်တော်တိဖို့လိုရတာဖြစ်တယ်။ဥပမာပတ်စံဆိုကျွန်တော်ကအရင်တော့ကဆိုရင်ဟိုပတ်စံအိတ်ကြီးနဲ့ပေါ့နော်ငွေထုတ်ကြီးနဲ့ဈေးဝယ်ရတဲ့ခက်မုံမဟုတ်တော့ဘောနော်ကတ်ကလေးနဲ့ပေါ့နော်အခွဲဒီကတ်အဲ့လိုပုံစံပေါ့နော်ကိုယ့်ပတ်စံတွေကိုခွဲဒီကတ်ထဲမှာထည့်ရတယ်အဲ့ဒီကတ်လေးနဲ့ဈေးဝယ်ရတဲ့ခက်ရောက်သွားဖြစ်တယ်။ဆိုတော့ဒီဒီ grade ဒီလိုပြောမလဲ technology ခက်ထဲမှာကျွန်တော်တို့ကအာနောက်ကောက်ပကြံဖို့ရတော့ကျွန်တော်တို့က learning ပေါ့နော်လေလာတင်းနေဖုတ်တဲ့အရာတွေကျွန်တော်တို့ကလောတာဖြစ်တယ်ဒါမှကျွန်တော်တို့ကဒီခက်နဲ့လဲကျွန်တော်တို့ကယောညီဆိုပေါ့နော်ခက်နဲ့လဲညီအာညီထွေဆိုကျွန်တော်တို့ကနေတက်မှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ကဒီအာရှင်းအာစစ်စစ်မပြတ်ပေါ့ကျွန်တော်လေလာတင်းနေဖုတ်အောင်တွေ့လောတာဖြစ်တယ် knowledge တတိယဘုဒ္ဓတာတွေပေါ့နော် ဘဟုတုတ္တရကျွန်တော်ရှိဖို့လိုတာဖြစ်တယ်။အောက်ဆိုဘဟုတုတ္တမရှိဘူးဘာမှလည်းမလိမ့်လာတော့ဆိုရင်လူကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အတွေးခေါ်ကတဖြည်းဖြည်းနဲ့ပေါ့နော်။ခက်နောက်ကြံခံဖြစ်တယ်။ခုနက Nokia company လို့ပေါ့။ Nokia ကဘာမှအမားမလုပ်ဘူးဒါပေမဲ့ तू ကနောက်ကောက်ကြံခံဖြစ်တယ်။အဲ့လိုပဲကျွန်တော်ဘဝမှာအမားမလုပ်ဘူးငါဘာမှအမားမလုပ်ဘူးဆိုလို့နဲ့ကျွန်တော်ကမလုံလောက်ပေါ့နော်။ဆိုတော့အမားမလုပ်ပြင်မဲ့ကျွန်တော်အမားမလုပ်ဘူးအမားမလုပ်ဘူးဆိုပေမဲ့ကျွန်တော်ကလေ့လာဖို့လိုတာဖြစ်တယ်နော်။အမားမလုပ်ပြင်မဲ့ကျွန်တော်က မလေးလာဘူးမစီဘူးဘူးအစန်တတီထမှုတွေပေါ့နော်အစန်စန်တတီထမှုအုံနောက်တွေကျွန်တော်ကတော့ခတ်ထားမယ်ဆိုကျွန်တော်တို့က Nokia company လိုပဲကျွန်တော်ကခက်နောက်ကြခက်ကြခက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီခက်အာ24 at sorry 21 century ပေါ့နော်27ညစုထဲမှာကျွန်တော်ကခက်နောက်ကြမကြံဖို့ရန်အတွက်ကျွန်တော်တို့အထဲမှာဒီအာဘယ်လိုပြောမလဲကျွန်တော်အုံနောက်ကိုကျွန်တော်ပိတ်လို့မရဘူးကျွန်တော်အတွေးခေါ်ပေါ့နော်ဖွင့်ထားဖို့လိုရတာဖြစ်တယ် အကျွန်တော်ရဲ့အသွေးခေါ်ဟောင်းနေပေါ့နော်မကောင်းတဲ့ကြာကျွန်တော်ကဆွပစ်ဖို့လိုရတာဖြစ်တယ်အသွေးခေါ်တက်နေပေါ့နော်ဝင်လာအောင်အတွက်ကျွန်တော်ကအများအားအာဒီအသွေးခေါ်ကောင်းလို့ကျွန်တော်သွေးဖို့ရအတွက်လိုရတဲ့ဆွဲကြောင်းကြောက်စိတ်ကိုကျော်လုပ်ဖို့ပေါ့နော်ဆိုရင်စိတ်ကိုကျော်လွှမ်းမှာပဲကျွန်တော်ကအာရှေ့ကိုရအောင်ဖြစ်တဲ့ကြောင်းပြောရင်းနဲ့ဒီနေ့မှာအားလုံးကိုကျေးဇူးတင်ပါတယ် thank you